လူဦးရေ၁၀000လောက်ထိနေထိုင်ကြမဲ့အိမ်သာတစ်လုံးတောင်မရှိတဲ့ကမ္ဘာအကြီးဆုံးဆင်းရဲသားရပ်ကွက်ပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမအိတ်တုံတုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါရီဒါကကမ္ဘာအကြီးဆုံးဆင်းရဲသားရပ်ကွက်ကြီးဖြစ်ပါရီဒီရပ်ကွက်ကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့အနီးကဒရာဘီလို့ခေါ်တဲ့ရပ်ကွက်ကြီးတစ်ခုဖြစ်ပါရီဒါမဲ့ဒရာဘီကလူတွေကအလုပ်အရမ်းလုပ်ကြတဲ့သူတွေဖြစ်ပါရီဒရာဘီမှာနေပဲတီတီကလူပေါင်းစုံတို့နေထိုင်ကြပြီးစီးပွားရေးလုပ်ငန်းပေါင်းစုံလည်းလုပ်ကိုင်ကြပါရီဒရာဘီကိုကြည့်ရတာကအိန္ဒိယတီတီလေးတစ်ခုလို့တောင်မှခံစားရစီပါရီဒရာဘီမှာမိတင်းနေထိုင်ကြသူလူဦးရေက တတန်းထိရှိရလို့သိရပါတယ်။ဒါမှလည်းနေမကောင်းဖြစ်ပြသဖို့အတွက်အချိန်တိတိလေးတစ်ခုတောင်းမှမရှိနေပါဘူး။တုံးရည်တွေလမ်းမတွေပေါ်မှာပိုက်တင်တဲ့သွေတန်းယူထားကြပြီမြေကြီးကအမြဲတမ်းလာနေရတော့မဟုတ်ပါဘူး။နောက်ပြီးတော့ထူးခြားဆုံးချက်တစ်ချက်လည်းရှိနေပါတယ်။ဒရာဘီကအိမ်နေမှာအိမ်သားတစ်လုံးတလေးမကိုမရှိပါဘူး။ဆောင်းလည်းမဆောက်ထားကြပါဘူး။အများဆုံးအင်တာတချို့ရှိမယ်။နောက်ပြီးတော့ဂျက်ကဘာပြီးမှမစင်စွန့်နာတွေကိုလောက်ကြပါရီ။အများဆုံးအင်တာဆိုရင်တော့ခလန်းလန်းကနေတောင်မှအနှံ့အသက်မကောင်းပါဘူး။ဒရာဘီဖြစ်ပေါ်လာပုံကိုပြောရရင်တော့လုံခဲ့ရာစုနှစ်တည်းစီကိုပြန်သွားအောင်ဖြစ်ပါရီ ကျေးလက်နေလူတွေအတော်များများကမြို့ကြီးတွေစီကိုပြောင်းလာကြပါပြီ။အဓိကအပြင်တော့မြို့ကြီးတွေမှာအလောက်ကိုင်းခွင်လန်းကပေါများလုံးလာကြောင်းဖြစ်ပါပြီ။ဒီလိုနဲ့ပဲနေပေါင်းဆောင်ကလူတွေစုပြုံတက်လာကြတဲ့အချိန်မှာနေရာထိုင်ခင်းပြဿနာတွေစဖြစ်ခဲ့ပါပြီ။အဲဒါကြောင့်ပဲလူတွေကဈေးပေါ်ပေါ်နဲ့ရရှိနိုင်မယ့်နေရာတွေမှာအိမ်နေစားပြီးတော့နေထိုင်ခဲ့ကြပါပြီ။အဲလိုနဲ့ပဲမွန်ဘိုင်းမြို့ပြင်ကဒီနေရာမှာလာရောက်နေထိုင်ကြသူတွေတဖြည်းဖြည်းနဲ့အများပြားလာကြပြီးကျူးကျော်ရက်ွက်လိုမျိုးဖြစ်လာခဲ့ပါပြီ။လူတွေပုံပုံများပြားလာတာကြောင့်အိမ်တွေကိုလူနေထိုင်သာယုံတွေထပ်ဆောက်ထားကြပါပြီ။အရင်ရောက်နေမိသားလူတွေကသူတို့ရဲ့အိမ်တွေကိုအထက်တွေထက်တင်ပြီးငှားစရာမျိုးတွေလုပ်ကြပါပြီ။ ိတ်ခန်းငါးကဈေးရန်ဒေါ်လာကြောင့်ဒရာဘီမှာလာရောက်နေထိုင်ကြသူတွေအစမတန်များပြလာခဲ့ပါတယ်။အခုဆိုရင်တော့လူကြီးကတသန်းကျော်လောက်ထိတောင်မှရှိလာနေခဲ့ပြီဖြစ်ပါတယ်။ကျော်တခင်းစာအိတ်ခန်းတစ်တစ်လေးတွေမှာလူ73ယောက်လောက်ထိပြုတ်သိမ်းနေထိုင်ကြတာကလည်းဒရာဘီရဲ့လူနေမှုဘဝတွေကတချို့ဖြစ်ပါတယ်။အိမ်တွေကတအိမ်နဲ့တအိမ်ကပ်နေတာကြောင့်နေရောင်တောင်မှမမြင်ရပါဘူး။ပြင်ပောက်တွေကိုလည်းဖောက်ထားဖို့အဆင်မပြေတာကြောင့်လေဝင်လေထွက်လည်းမကောင်းပါဘူး။ဒရာဘီမှာတော့လုပ်ငန်းကင်ငန်းတွေအဆုံရှိပါတယ်။အထည်ချုပ်လောက်တာကစားလို့ခီးဆောင် luggage 8 days အသုံးဆောင်ပစ္စည်းတွေအားလုံးနှီးပါကဒရာဘီကနေထုတ်လုပ်ကြပါတယ် အချို့တွေကတော့ဒီအလုပ်ယုံလုပ်ထားတဲ့အခန်းကျင်းလေးတွေမှာပဲညာအိတ်နေထိုင်ကြပါရီဒါဗီတီရဲ့ကွက်လုံးကအိတ်နေမှာအိမ်သာလုံးဝမရှိတာကြောင့်အများဆုံးအိမ်သာမှာတားထက်တာပဲဖြစ်ဖြစ်ချောင်းကပားပြင်းမှာပဲဖြစ်ဖြစ်မစင်စွန့်ကြတာကြောင့်ချောင်းတစ်ခုလုံးကလည်းအတော်လေးကိုညဉ့်ညံ့နေတာဖြစ်ပါရီဒီကြားထဲမှာအမိုက်တွေကိုစီးမဲ့ကမ်းမဲ့ဆွန့်ပစ်ထားကြတာကြောင့်မိုးရင်းဆိုရင်တော့ကြွက်ချင်းရင်အတော်လေးကိုပေါ်မှာဖြစ်ပြီးကူးဆက်ယောဂါတွေကြောက်အောင်မယ်ဆိုရင်တော့ဒရာဘီရဲ့အနာဂတ်ကမတူရဲစရာဖြစ်ပါရီ။ဒရာဘီမှာနေထိုင်ကြတဲ့သူတွေကလည်းဖော်ရွေးကြပါရီ။ကမ္ဘာကြီးဆုံးစင်ရသားရက်ွက်ကြီးဖြစ်တာကြောင့်ကမ္ဘာလက်ခီးတွေကလည်းအများပြားလာရောက်ကြရရှိပါရီ။ ဒါဘီရဲ့နောက်ထပ်မျိုးဆက်တဲ့လူငယ်လေးတွေကတော့အခုလိုအခြေအနေဆိုးတွေကနေပေါက်ထွက်ချင်းကြပါရီအဲဒါကြောင့်ပဲပညာရေးမှာထူးချွန်အောင်ကြိုးစားကြပါရီအိန္ဒိယလိုနိုင်ငံမျိုးမှာအခုလိုမြင်မကောင်းအောင်ဆုပ်ပြတ်တက်နေတဲ့ကမ္ဘာအစင်းရဲ့ဆုံးရက်ွက်ကြီးတစ်ခုရှိနေတာကြားလို့လည်းမကောင်းပါဘူးနိုင်ငံရဲ့ကုန်သိက္ခာကိုလည်းကျဆင်းစေတာဖြစ်ပါရီအဲဒါကြောင့်ပဲအခုဆိုရင်တော့အစိုးရကဒေါ်လာတန်620ဒီအသုံးပြုကဒါဘီကိုအစင်းမြင့်တရေတွေပြုလုပ်ဖို့အတွက်စီမံကိန်းတွေရေးဆွဲနေပြီဖြစ်ပါရီ ဂျာဗီတရက်ကွက်လုံးမှာအင်တာလုံးကမရှိပါဘူး။ဒါမဲ့ဂျာဗီရဲ့မျိုးဆက်တဲ့လူငယ်လေးတွေစီမှာတော့ software engineer လုပ်ဖို့ AI model တစ်ခုတည်ဆောက်ဖို့စတဲ့ကြီးကျယ်ခံထားတဲ့အိမ်မက်တွေတော့ရှိနေပါပြီ။ဒီလိုနဲ့ဂျာဗီရဲ့အနာဂတ်မျိုးဆက်၃ခုကြာမှာလူတန်းစစ်နေထိုင်နေတဲ့ဘဝမျိုးတွေကိုမျှော်မှန်းလာနိုင်ဂျာဗီလိုပဲဆိုရတော့မှာဖြစ်ပါပြီ။ဗီဒီယိုကိုစုံးနေလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။